အားလုံးပဲမင်္ဂလာပါကျွန်တော်ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ခါဘူတိုးရှိ stock investment နဲ့ပတ်သက်ပြီးတော့ဒီအခြေခံဆောင်ရန်ရှောင်ရန်အချက်များလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဆောင်ရန်ချက်လေးတွေကတော့ဒါတွေကိုလုတ်ဖို့လိုအပ်ပါတယ်ဗောနော်အဲတေချာလေ့လာပါနံပါတ်1တေချာလေ့လာပါဗောနော်ကိုဝယ်မဲ့ကုမ္ပဏီရဲ့အခြေအနေလုပ်ငန်းငွေကြေးအခြေအနေဗောနော်အလားအလာတွေကိုတေချာလေ့လာပြီးတော့မှဝယ်ယူသင့်ပါတယ်ဗောနော် ပြီးတော့နံပါတ်2ကတော့ရေရှည်အတွက်ရင်းနှီးမြှုပ်နှံပါဗောနော်စတော်ဈေးကွက်ဆိုတာဗောနော်ရေတိုးမှာအတက်အကျတွေလည်းရှိတယ်ဗောနော်ပြီးတော့အတက်အကျတွေရှိတယ်ကိုကရေရှည်ကိုကြည့်ပြီးတော့မှအဲရင်းနှီးမြှုပ်နှံတင်ပါတယ်ဗောနော်နံပါတ်3ကတော့မတူကွဲပြားကိုခွဲပြီးရောရင်းနှီးမြှုပ်နှံပါဗောနော်အရင်နည်းမြုံမှုအားလုံးပေါ့နော်တနေရာထဲမှာစုပြီးတော့ဟာမထည့်ပဲနဲ့ပေါ့နော်လုပ်ငန်းအမျိုးအစားမတူတဲ့နေရာတွေမှာခွဲပြီးတော့ရင်းနှီးမြုံနှံတင်ပါလေပေါ့နော်နံပါတ်၄ကတော့ ကိုယ်ဝင်ဝင်နဲ့ကိုင်းညီအောင်နည်းနည်းကစပြီးတော့လေ့လာပါဘောနော်ကိုကအစပိုင်းမှာဘောနော်ငွေအများကြီးနဲ့ထည့်ပြီးတော့မဆန်မနေငွေနည်းနည်းနဲ့ဘောနော်စပြီးတော့ဘောနော်ကိုကိုဆုံးချုံးနိုင်တဲ့ပမာဏဘောနော်ဥမာကိုကအဲတထောင်တက်နိုင်တယ်လို့ဒီတထောင်ရှုံးလဲကိုယ့်အတွက်ဘာမှမဖြစ်ဘူးဘောနော်အဲ့လိုမျိုးပုံစံနဲ့စပြီးတော့မှအဲတွေ့ကြုံယူပါဘောနော်အတွေ့ကြုံရယူပြီးတော့မှနောက်မှအများကြီးထည့်ပြီးတော့လုပ်ငန်းကိုဆက်ပြီးတော့လှုပ်တာပိုကောင်းတယ်လို့ကြံပေးခြင်းပါလေဘောနော် ဆောင်ရွက်ချက်လေးတွေကတော့ဒီချက်လေးတွေပေါ့နော်နံပါတ်1ကောလာဟလာတွေမယုံပါနဲ့ပေါ့နော်တေချာမစုံစမ်းမနဲ့သူများပြောတဲ့စကားတွေပေါ့နော်ပြီးတော့ကောလာဟလာတွေနောက်ကိုလိုက်ပြီးတော့မှဝယ်ယူတာတော့ဘာလို့မလုပ်သင့်ဘူးပေါ့နော် ကိုပိုင်သုံးသက်ပြီးတော့မှ ဆုံးဖြတ်ချက်ချပြီးတော့မှဝယ်ယူသင့်ပါတယ်ပေါ့နော် နံပါတ်2ကတော့စိတ်ကံစားချက်နဲ့ဆုံးဖြတ်ချက်မချပါနဲ့ပေါ့နော်။ဈေးတက်လာလို့လောဘတက်ပြီးရောဝယ်တာတို့ဈေးကျဈေးကျသွားလို့ပေါ့နော်။ကြောက်လန့်ပြီးမှရောင်းလိုက်တာမျိုးပေါ့နော်။အဲ့ဒါမျိုးတွေကိုပေါ့နော်စိတ်ကံစားချက်တင်နဲ့ဒီမလုံသိမ့်ဘူးပေါ့နော်။စိတ်ကိုတည်ငြိမ်ထားပြီးရောပေါ့နော်။ဥမာဈေးတက်လာတယ်ဆိုလို့ချင်းလဲဘာကြောင့်ဈေးတက်တာလဲပေါ့နော်။ဒီကလေးဈေး จ่าตัวเลยဆိုလို့ချင်းလဲဘာကြောင့်ဈေးจ่าတာလဲဘောနော်အဲ့ဒီအပေါ်မှာကိုကလေးလာပြီးတော့မှစိတ်တည်တည်ငြိမ်ငြိမ်နဲ့ရောင်းတာလို့ဝယ်တာလို့လှုပ်တင်มาလဲဘောနော် ီးတော့နံပါတ်3ပေါ့နော်အဲရှင်းဝင်နဲ့ယင်းနည်းညွန်းနဲ့မလုပ်ပါနဲ့ပေါ့နော်အဲအထူးသဖြင့်ဟိုပေါ့နော်အစာပြုတ်ပြီးတော့မှဒီဟိုပေါ့ယင်းနည်းညွန်းနဲ့မလုပ်တဲ့အခါမှာအဲအရှားနေပြီးတော့ပတ်စံနေရှေးပြီးတော့မှယင်းနည်းညွန်းနဲ့မလုပ်ထားရပါဘူးပေါ့နော်အဲ့ဒါမျိုးတွေကဟိုမလုံးတင်ဘူးပေါ့နော်မလုံးမလုံးတင်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကိုကရှေးလိုက်တယ်ဆိုလို့ရှိရင်အတိုးကတော့လာစဉ်ပုံမှန်တက်သွားမှာပေါ့နော်အဲအဲ့ဒီပုံမှန်လဲကိုကဖိအားတွေဖြစ်တတ်တယ်ပေါ့နော် ပြီးတော့ကိုရင်းနှီးနှုံနိုင်လိုက်တဲ့ဥစ္စာကမြတ်မယ်မမြတ်ဘူးဆိုတာအဲအတိအကျမတိရသေးဘူးဘောနော်ဒါပေမဲ့အတိုးကတော့လာစဉ်တက်နေမှာဖြစ်တဲ့အတွက်ဘောနော်အဲပို့ပြီးတော့ဟိုဆုံချုံမှုတွေများနိုင်နေပေါ့နော်အဲ့လိုမျိုးကြောင့်မလို့အားမပေးဘူးပေါ့နော်နံပါတ်၄ပေါ့နော်နံပါတ်၄ကတော့ဟော့ဖြစ်နေတဲ့ store တွေနောက်ကိုမလိုက်ပါနဲ့ပေါ့နော်အဲဥမာ လူပြောများတိုင်းပေါ့နော်ဒီဒီ company ကတော့ကောင်းတယ်ပေါ့နော် တရားတော့နာမည်ကြီးတယ်ပေါ့နော်ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးတွေပြောတဲ့ဟာတွေရှိရပေါ့နော်ဒီ hot ဖြစ်နေတဲ့ဟာတွေပေါ့နော်အဲ့ဒီပေါ်တွေကိုလိုက်ပြီးတော့ကိုကမတိပဲနဲ့လိုက်ဝဲတာမျိုးတွေမလုပ်သင့်ဘူးပေါ့နော်အဲကိုကိုတိုင်းလေ့လာပေါ့နော် တကယ်လို့တရားဘာဖြစ်လို့လူပြောများပြီးတော့နာမည်ကြီးရလဲပေါ့နော်ဘာကြောင့်တက်ထားလဲတကယ်ရေးချိန်မှာတော့တက်နိုင်ခြင်းရှိလားပေါ့နော်အဲအဲ့လိုမျိုးတွေပါလေကိုဘက်ကိုတေချာလေ့လာပြီးတော့မှဝယ်ယူသင့်ပါတယ်ပေါ့နော် အမြဲတည်းရရံပေါ့နော်အမြဲတည်းရမယ့်အချက်တည်းရတော့အစောအဟာတွေပဲပေါ့နော်အဲဆလော့ရင်းမြို့နံမှုဟာပေါ့နော်အကျိုးအမြတ်များနိုင်တယ်လို့ဆုံးချုံမှုတွေလည်းရှိရဆိုတာကိုအမြဲတည်းရဖို့လိုအပ်တယ်ပေါ့နော်အဲဆောင်းရံချက်တည်းရတော့တေချာလေးလာပါရင်းရှည်အတွက်ရင်းမြို့နံပါမတူကွဲပြားအောင်ရင်းမြို့နံပါအဲနည်းနည်းကနေစပါပေါ့နော်ပြီးတော့ဆောင်းရံချက်တည်းရတော့ ကောလာဟာလာတွေမယုံပါနဲ့စိတ်ခံစားချက်နဲ့ဆုံးဖြတ်ချက်မချပါနဲ့ဗောနော်ပြီးတော့ရှင်းဝင်နဲ့ရင်းနှီးညွတ်နှံမှုမလုပ်ပါနဲ့ဗောနော်ပြီးတော့ဟော့ဖြစ်နေတဲ့နောက်ကိုတိတ်မလိုက်နဲ့ဗောနော်ကိုယ့်ဘာကိုတေချာလေးလာပြီးတော့မှလှုပ်တင်နေဗောနော်ရင်းချင်ရင်းနှီးညွတ်နှံမှုအလားလာဗောနော်ရင်းချင်ရင်းနှီးညွတ်နှံမှုလာလာဘယ်လိုလဲဆိုလို့ချင်းဥမာဗောနော်ဒီမှာတည်ငြိမ်တော့ရင်းနှီးညွတ်နှံမှုမတည်ငြိမ်တော့ရင်းနှီးညွတ်နှံမှုဆိုတာရှိရဲ့ဗောနော်ဥမာကိုကအဒီမှာဒါလေးခဏပိတ်လိုက်မယ်နော် ပိတ်လိုက်တာဒါမျိုးလေးပေါ့နော်ဒီနှစ်တရားရင်းလိုက်တယ်ဆိုနှစ်နှစ်နေလို့ရှင်တရားကျော်ရပြီးရင်၃နှစ်နေအလေးနှစ်နေလို့ရှင်တရား20အဲ့လိုမျိုးပေါ့နော်သူကဒါမျိုးပေါ့နော်ပုံမှန်လေးပဲပေါ့နော်အဲဒီကြားထဲမှာတဲ့ချအသေးမွားလေးတော့ရှိတာပေါ့နော်ဒါပေမဲ့တနှစ်နှစ်နှစ်၃နှစ်ပေါ့နော်အဲ့လိုမျိုးနေတဲ့အခါမှာ तू ကအဲဖြည်းဖြည်းချင်းအဲ့လိုမျိုးတက်တက်သွားတာပေါ့အဲ့လိုမျိုးဟာကိုကျတော့တည်ငြိမ်နဲ့ရင်းမြှုပ်နှံမှုလို့ခေါ်တယ်ပေါ့နော် ပြီးတော့မတင်ញင်းတဲ့ယင်းနှမြုံနာကဘယ်လိုလဲဆိုတော့ဥမာကိုကယင်းလိုက်တယ်နှစ်နှစ်နေတော့တက်တယ်ပြီးတော့တစ်ခါ၃နှစ်နေတော့တစ်ခါပြန်ကြာသွားတယ်ပြီးတက်တယ်ကြာတယ်ဘောနော်သူကတိတ်ပြီးမတင်ញင်းဘောနော်အလမျိုးဟာကိုမတင်ញင်းနဲ့မတင်ញင်းသောယင်းနှမြုံနာမှုလို့ခေါ်တယ်ဘောနော်ဟုတ်ပြီအားလုံးကျေးဇူးတင်ပါတယ်လုပ်ငန်းကံကံနေအားလုံးအဆင်ပြေကြပါစေနော်